တမောဆရာတော်မင်္ဂလာပါကိုလူတို့အခုကျွန်တော်ကစာရေးဆရာဦးကျော်ဦးရေးသားပြုစုတဲ့ဗမောဆရာတော်ရဲ့ဟာသရတကဗျာများနဲ့ဥပမာပုံပြင်များဆိုတဲ့စာအုပ်ကိုအပိုင်း၁၀အနေနဲ့ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။နားဆင်ခံစားအားပေးကြပါဦး။သုံးကုန်းသောစကားပုံပြင် မင်းတို့မင်းကြီးသည်ဗမော်ဆရာတော်အားနန်းတော်သွင်းတို့မကြာခဏပင်ပြီးဆုံးကပ်လေးရှိသည်ဆရာတော်ဗျာတပည့်တော်လဲကျွေရန်သင်းမင်းများစွာနှင့်ထီနန်းစီစဉ်ကို ခံစားနေရပေမဲ့အရွယ်ဟိုင်းလို့ဇရာပိုင်းရောက်လာသည့်အတိုင်းလောကီနေရထွက်ပြီးလောကုတ်တရာနေတဲ့ရောက်နိုင်မဲ့တရားသူလေးများရှာပြီးဟောပါအောင်ဖျားဟုမင်းတို့မင်းကဗမော်ဆရာတော်အားလျှောက်ထားလေသည်ထို့ကားဗမော်ဆရာတော်ကမင်းတို့မင်းကြီးအား တကားတော့ရေမြင့်ရှင်လျှောက်ထားတဲ့အကြိမ်ပေါင်းလဲများလာပြီဟောရတယ်တရားလဲများလာပါပြီကဲဒီတစ်ခါဥပမာတစ်ခုပေးကဟောရအောင်မပေါ်ဟုမိန့်တော်မူပြီအောက်ပါပုံမြင်တစ်ခုကို ထုတ်ဆောင်၍ဟောကြားလေသည်တန်တန်တန်ရှေးခါကရွာရွာတွင်အိမ်တော်ဦးစီးတယောက်မှာသားကြွေမှုမယားကြွေမှုပြုလုံနေရဘာပညာမှလဲတကြမ်းနားလည်မှုမရှိ၍အခက်ခဲတွေ့နေရသည် မရလို့သူကလည်းတားကလေးကလည်းကြီးလာပြီးရှင်ပြုတ်ရတော့မယ်စီးပွားဥစ္စာကလည်းလုံးမပါနေတယ်တော်ဒီတိုင်းနေလို့မဖြစ်ဘူးတခုခုလုံးမဖြစ်မယ်ဟုလင်သားပေါ်မှာစူပူချိန်မောင်းလေသည်လင်ဖြစ်သူသည်စိတ်ညစ်ညစ်နဲ့ရှိစုမေစုငွေကလေးများစုဆောင်းပြီးအတပြာ300ပိုက်၍မရကြွေမှုတားကြွေမှုတို့အရက်တပားတို့ပညာရှာရန် ထွက်ခဲ့လေသည်သူနဲ့ တရားဝင်တရားထက်ပညာရှာခဲ့ရာ၃နှစ်ကျော်အချိန်ထိဘာပညာမှမရသေးပဲရှိနေခဲ့သည်နောက်ဆုံးပညာရနိုင်သည့်နေရာ ရှာဖွေစူးစမ်းရန်ဒိတာပမောခဆရာကြီးထံရောက်သွားလေသည်ဆရာကြီးကဤပုဂ္ဂိုလ်ဤဉာဏ်ရင်လက္ခဏာကြည့်၍တကြောင်အသက်အရွယ်ထောက်၍တကြောင်အချိန်တို့စနစ်နှင့်ပညာသင်ပေးမှဖြစ်မည်ဟုကျန်စီတွေးတော်ပြီးအောက်ပါစကား၃ခုကိုသင်ကြားပေးလေသည် ီတာဘာမောခဆရာကြီးဒီထိုပညာမဲ့တပိတ်အာကြည့်ကမင်းမညံဘူးတော်ကအတပြာကိုပါရဲ့လားဟုမေးလေသည်ဟုတ်ကဲ့ဆရာကြီးရှင်သူမေသူကလေးဆုလာတဲ့အတပြာ300တော့ပါပါတယ်ခမားဟုပြန်ပြောလေသည်ကဲ300နဲ့တန်အောင်တော့ပညာပေးရသေးတယ်ပေါ့ကွာစကားသုံးခုတင်ပေးမယ်နားဆိုင်ထောင်တော့ဟုပြောပြီးအောက်ပါစကားသုံးခုကိုတင် जा ပေးလေသည် တစ်ဂလဒေဂလမောမအိယာပေးကွယ်ငွေတရာဟုတ်သင်ပေးရဟုတ်ကဲ့ပါဆရာကြီးဟုပြောပြောဆိုဆိုအိတ်ထဲကနေအတပြားတရာကိုထုတ်ပေးလေသည်ထို့နောက်ဆရာကြီးကနှစ်ရေချိုးစိတ်မှမချိုးရပေးကွယ်ငွေတရာဟုတ်ဆရာကြီးကသင်ပေးပြန်ရဟုတ်ကဲ့ပါဆရာကြီးဟုပြောပြောဆိုဆိုမင်းအိတ်ထဲမှာငွေတရာကိုထုတ်ပေးပြန်သည်သုံး မစူးစမ်းမစင်ခြင်းမပြုရာပေးကွယ်ငွေတရားဟုတင်ပေးပြန်လေသည်ဒုကပညာမဲ့တပည့်ကပညာရ၍အာရကျေနပ်စွာဖြင့်အိတ်ထဲမှကျန်နေသည့်ငွေတရားကိုထုတ်၍ပူဇော်လိုက်သည်ပညာမဲ့တပည့်သည်ပညာရ၍အာရဝန်တာနှင့်ဆရာကြီးအားပြန်ရန်ကြော့ရာဆရာကြီးကမင်းအဲ့ဒီသုံးကုန်းသောစကားမြင်းမြဲသာမှတ်ထားဟုပြောပြီးပြန်လှုပ်လိုက်လေသည် လမ်းခုလက်ရွာတရွာတွင် နေရလဲဝင်သွားပြီဖြစ်၍အချိန်မရသည်နှင့်ထိုရွာ၏အနီးရှိဇရက်တဆောင်ပေါ်သို့တက်ရောက်တဲခုံမီအိတ်မြီးဟုကြံစည်လေသည်ဇရာဤတင်ပြလိုက်သည့်စကားများဟုစိတ်ထဲရတွေးတော်မိပြီးခရီးရလဲပန်းလာသည်ဖြစ်၍အနေငယ်တတရာရယုံမင်း၍သာနေလေသည်တကောင်းကြောင့်အချိန်တွင်ဇရက်ပေါ်ရှိလူသားစားဘလူးမတကောင်သည်ထိုလူသားအားစားမိအပြုတ်တွင် အိမ်မပြောသော လူသားက ဘလူးမာ၏လက်ကိုတအားဆွဲ၍ကြောကိုထောင်းထုတော်သည်ဘလူးမာသည်အပွဲပွဲနှွဲလာပြီးဒီတဝဲတွင်ကြမှာခံလိုက်ရခြင်းဖြစ်၍ကြောက်အားလန်အားနှင့် အသက်ချမ်းသာပေးပါ ဟောဒီရွှေသုံးပိတ်သာယူပါဟု တောင်းပန်ပြောဆိုမှဘလူးမာကိုလှုပ်ပေးလိုက်လေသည်ထိုသူသည်မိုးစင်စင်လင်းသည့်အထိမအိပ်တော့ဤတွင်လူသားသည်ဆရာကြီးတင်ပေးလိုက်သည့်ဂလသေးဂလမောမအိပ်ရဟုသောစကား အလွန်မှန်ကန်ကြောင်းသဘောပေါက်ပြီးရွှေသုံးဘိဒါပိုက်၍နောက်တနေ့တွင်ခီးဆက်ခဲ့လေသည်လန်ခုလက်မြစ်ကမ်းမာနီရေချိုးစိတ်သို့ရောက်လျင်ရေချိုးရန်စိတ်ကူးထားလေသည်လူများရေချိုးရာရေစိတ်ဖြစ်၍ရေချိုးသူတွေရှုပ်ထွေးနေသည်ကိုလည်းတွေ့ရပြန်သည်ထို့ကားဆရာကြီးမှားလိုက်သည်ရေချိုးစိတ်မှာမချိုးရဟုသောစကားကိုပြေး၍တတိယမိပြန်သည်ထို့ကြောင့် ထို့လူပေါ်များသည့်ရေစိတ်တွင်ရေမချိုးတော့ပဲအချာလူမရှိသည့်မြစ်အထက်ဘက်သို့သွားရောက်ပြီးရေချိုးလေသည်ရေချိုးပြီးအိမ်သို့အမြန်ရောက်ကျင်သောဖြင့်အဝတ်လဲ၍ခတ်တုတ်တုတ်ခီးဆက်ခဲ့သည်ခရီးအတော်လှန်းလှန်းရောက်သွားမှ ရေချိုးသည့်နေရာတွင် ရွှေသုံးဘိတ်သာကျန်ရင်ခဲ့ကြောင်းသိရတော်သည်ဤတွင်မှကဗျာကတိပြေး၍ရေချိုးသည့်နေရာပြန်ကြည့်ရာ ရွှေသုံးဘိတ်သာမှာနေရာမပြတ်တွေ့ခဲ့ရသည် ရေချိုးစိမ်မှာမချိုးရဟုသောဆရာစကားအလွန်မှန်ကန်ကြောင်းတွေ့ရပြန်သည်။ဆရာကြီးတင်မိလိုက်သည့်စကားများကိုအမြဲနှလုံးသွင်း၍အိမ်သို့အမြန်ပြန်ရောက်ရန်ခရီးဆက်ခဲ့ပြန်သည်။အိမ်ဝင်းအနီးသို့ရောက်ခဲ့ပေပြီ။မယားအလှကိုရွှေစများပြကျင်နေ၍အိမ်ပေါ်သို့လှမ်းကြည့်ရာမျိုးစင်ဝင်လိုက်မယ်။အိမ်ဝင်းအနီးသို့ရောက်ခဲ့ပေပြီ။ မရအလှဦးရွှေစားများပြကျင်နေ၍အိမ်မိုးတို့လှမ်းကြည့်ရာ ခလေးသန်နှင့်စုညံသန်သာကြားနေရသည်ခလန်းလန်းရမှုခလေးရောလူကြီးပါမတွေ့ရသေးပြီအိမ်မိုးတို့တက်ရောက်မိသည်နှင့်ပုံနှကွဲရင်ဖုံးကဲလာကွယ်နေသည့်အခန်းတွင်ဝယ်ချစ်မရသည် ကာလာသားလူငယ်တစ်ယောက်နှင့်အတူတွဲအိတ်နေသည်ကိုမြင်လိုက်ရာထိုသည်မှာမျက်စက်ဘိုးဝင်စံတပင်တင်းချစ်ချင်းမရဟုတကဲ့သို့ဒေါသဖြစ်သွားကား ဒုတ်ဆွဲ၍ရိုက်မြီပြုတ်လိုက်လေသည်ဤတွင်ထိုသူသည်ဆရာကြီးတင်ကြားလိုက်သည့်မစူးစမ်းမဆင်ခြင်းမပြုတ်ရဟုသောစကားကိုသွား၍တတိယပြန်သည်နောက်စုံစမ်းမေးမြန်းကြည့်တော့မှ73နှစ်သားထားခဲ့သည့်အကြီးဆုံးသားဖြစ်နေကြောင်းသိရတော်သည် နောက်တွင်ကအကြောင်းဆုံးသိရပြီးပါလာသည့်ရွှေသုံးမိသားနှင့်မိသားစုအလုံးပျော်ရွှင်မဆုံးဖြစ်ကတတောင့်တတနေထိုင်သွားကြတော်သည် အဲ့ဒီဥပမာကိုနမူနာယူပြီးအိမ်တော်သားမွေးကိစ္စတွေနဲ့စာရှုပ်ထွေးနေရသည်သူသည် စကားသုံးကို မနိုင်ထားတဲ့ကဲ့သို့တကားတော်ရည်မြင့်ရှင်လေအနိစ္စဒုက္ခအနတ္တဒီဟုသော လက္ခဏာရေးသုံးပါးကိုပွားများပြီးသာနေပါဟုဗမောဆရာတော်ကမင်းတို့မင်းကြီးအားမိတ်ကြားပြောဆိုလျာမင်းတရားကြီးမှာများစွာကျေနပ်သွားလေတော့သည် မွေပွေးအမိကင်သူဥပမာပုံပြင်ဗမောဆရာတော်သည်ဥပုံနှင့်စာဝါနာသော နေ့တနေ့တွင် စာကြည့်နေလေသည် ထို့သူစာကြည့်နေစဉ်တကားတယောက်သည်ကြောင်းမော်ရောက်လာပြီးဆရာတော်အားဝှက်ချကြတော့လေသည်ဘာအကြောင်းသူများရှိလို့လဲတကားဟု စာကြည့်ရင်းမှမေးလိုက်သည်မှန်ပါတပည့်တော်တို့တကားအချင်းချင်းအငင်းပွားနေတဲ့အကြောင်းတစ်ခုရှိတာနဲ့ဆရာတော်ထံလာခဲ့ရခြင်းမှဖရာဟေး ဇုံစမ်းမအောင်ကဘာတွေများညင်းနေကြတာလဲမှန်လှပါအရက်သေးသားကိုရိုးရိုးရည်အဖြစ်နဲ့စိတ်ကမှန်ပြီးတောက်ရင်အပြစ်ရှိတယ်မရှိဘူးညင်းနေကြပါတယ်ဖယားဟွန်းကောင်းပြီပြောရသေးတာပေါ့အမေရှိတော့လေအဖြစ်ရှိရသေးတာပေါ့ကွာဟုဇရာတော်ကပြောပြောဆိုဆိုနှင့်ပင်လာလျှောက်သည့်တကားအားပြန်လည်မေကွန်းထုတ်လီတော်သည်တကားအရက်သေးသားဆိုတာအပြစ်ရှိတာပေါ့ကွာ ရေအဖြစ်နဲ့စိတ်ကမှန်းတောက်ယုံနဲ့ဘယ်အပြစ်ကလွတ်ပါမလဲအပြစ်မလွတ်ဘူးကွာအရက်သေးစာဆိုတာတောင်းမိရင်မတွေးဝေးမရစ်မှုလားမှန်လှပါတွေးဝေးရစ်မှုပါလေဖေဟာအေးအရက်သေးစာဆိုတာတောင်းမိတာတည်းမြိုင်နဲ့မေရိယဆိုတဲ့အာနိသင်အကျိုးဆက်နဲ့တွဲပတ်နေလို့တွေးဝေးစေတယ်မိန်မောစေတယ်ရစ်မှုစေတယ်ကုသိုလ်တရားတို့၌မေလျော်ပြီးအကုသိုလ်မှုတွေကိုဇက်တိုက်ပြုတ်မှုတတ်တယ်တခါရဲ့ ကဲဆက်ပြီးဥပမာတင်ပြီးမေးလိုက်ရအောင်မယ်။ဘိုးဗလံမျိုးမိကိုတူးကိုကျိုးနဲလာသည်ဆိုတာကိုကြားဘူးတယ်မဟုတ်လား။အမှန်မှာကြားဘူးရောမဟုတ်ပဲပိုးဗလံကောင်းနေမိကိုတူးနေတာ မြင်တွေ့ဘူးပါတယ်ဖယား။အေးပိုးဗလံကောင်းနေကမိရောင်ကိုရွှေတောင်မှတ်ပြီးတော့တူးနေတာပဲကွာ။ကျွေးအောင်ထင်ပြီးမိအောင်ကိုတိုးနေတဲ့ဘိုးကောင်နေမသေးဘူးလားမှန်ပါသေပါတယ်ဖေဟေး နောက်တစ်ခုဆက်မေးရအောင်မယ်မှန်ပါဗျာမွေဘွေးကိုမျက်လျှောလို့စိတ်တက်ကထင်မှတ်ပြီးအမီးသွားကန်ရင်မကြိုက်ဘူးလားမှန်ပါဒေဒေချာချာကြိုက်ပါတယ်ဗျာအေးကြိုက်မိရင်အစိတ်မတက်ဘူးလားအစိတ်တက်ပါတယ်ဗျာအစိတ်တိုင်သေတာဘောကွာအေးဒီဥပမာလိုပဲသေတက်တယ်ဆိုတာသိရနေတော့မွေမွေဝေးအမီးမကြိုက်မိကြဘူးအရေးကြီးတဲ့ဘောကွာ အရက်ဒေသာဆိုတာလေတောက်စားမိရင်မှောင်မှားတတ်တဲ့အရာမှန်သမျှကိုလွယ်လွယ်ကူကူနဲ့ပြုတ်မှုတတ်တယ်။တစားတစားရှောင်ကျင်နိုင်အောင်ကြိုးစားကြပေါ့ကွာ။မင်းတို့ညင်းကြတဲ့မိတ်ဆွေအချင်းချင်းလဲဒီဥပမာပုံမြင်ပြောပြပေါ့ကွာဟုဗမော်ဆရာတော်ကဟောပြောဆုံးမပြီးကြည်လက်သက်စာကိုဆက်လက်ကြည့်ရှုတော်မူသည်။လာလျှောက်ထားသည့်တကားလေအသာကြော့ပြီးပြန်သွားလေတော့သည်။ မငင်းကြနဲ့ပုံပြင်မန္တလေးတောင်ကြီးရှိသူတမဇေယျတွင်တန်ဃာတော်များသည်ပရိယပရိပတ်နှင့် ဆက်လျင်းလို၎င်းအခြားအဆုံးဖြတ်တစ်ခုခုပြုလုပ်ရန်တော်၎င်းလာပြေနေတိုင်းစီဝေးတိုင်ပင်ပြီးဆုံးဖြတ်လေးရှိသည်ထို့သောဆွေးနွေးတိုင်ပင်နေကြသည့်တန်ဃာများထဲမှဆရာတော်နှစ်ပါးသည်အเจ้าရာတစ်ခုခုမူတည်ပြီးအကြီးကျယ်ငင်းပွားနေကြသည်တပားနဲ့တပားဒေါသပွားပြီးအနိုင်မခံအရှုံးမပေးဘဲအကျိတ်နဲ့ငင်းခုန်နေကြခြင်းဖြစ်၍ အတံပလံများလေစူညံစွာထွက်ပေါ်နေသည်ဗမောဆရာတော်သည် အကြောင်းတစ်ခုဖြင့်သူ့ဓမာဇီရဲ့အနီးသို့ချင်းကရောက်ရှိသွားသည်ညင်းခုန်နေသည့်ဆရာတော်နှစ်ပါးနှင့်တကွအခြားဆရာတော်များပါဗမောဆရာတော်ကြွားရောက်လာနေသည်ကိုခက်လန်းလန်းတွင်တွေ့မြင်နေကြရသည်တန်ဃာတော်များသည်ဗမောဆရာတော်ကြွားရောက်လာသည်ကိုမြင်ကလေးကပင်ညင်းခုန်နေသည့်ကိုရိုနှစ်ပါးကလည်းမိမိတို့အညင်းခုန်စကားများကိုရက်၍အခြားတန်ဃာတော်များကလည်း မိမိတို့ပြောလက်စားစကားများကိုဖြတ်ပြီးတရားဓမ္မနှင့်ဆက်လျင်းသောစကားများကိုသာပြောဆိုနေကြသည်ဗမောဆရာတော်သည်ကိုလိုနှစ်ပါးဆူညံစွာညင်းခုန်နေသည်များကိုခက်လန့်လန့်မှပင်ကြားခဲ့ရသည်ဆရာတော် သူတို့မှာဇရက်ပေါ်ရောက်ပြီးနောက်မထေကြီးများအားဝတ်ပြုပြီးမထေငယ်များကဗမောဆရာတော်အားဝတ်ပြုကြသည်ထို့နောက်ဗမောဆရာတော်ကအခုနကိုလိုတို့ညင်းခုန်နေသင်ကြားတယ် ဘာရင်းညင်းခုန်နေကြတာလဲဦးမေးလေသည်နောက်တစ်ဆက်တည်းပြင်ဗမောဆရာတော်ကကို့ဟာမှအမှန်ဆိုပြီးတိတ်လေအငင်းတံမနေကြနဲ့ဦးအရင်ကဟိုတရားဟောတဲ့ဘုန်းကြီးနဲ့တရားနာတဲ့တကားတယောက်လိုလဲဖြစ်နေကြအောင်ပဲဟုပြောဆိုလေသည်ညင်းခုန်နေကြသည်ကိုရောနှစ်ပါးနဲ့တကွအခြားဆရာတော်များပါဗမောဆရာတော်ဤပုံမြင်ကိုနားထောင်လိုကြ၍ဆရာတော်ရဲ့တရားဟောတဲ့ဘုန်းကြီးနဲ့တရားနာတကအငင်းတံနေကြတဲ့အကြောင်း ုံမြင်ကလေးကိုအမိတ်ရှိပါအောင်ဖျားဟုရှောက်ကြလေသည်ထိုအခါဗမော်ဆရာတော်ကအောက်ပါတိုင်းပြောပြလေသည်ရှိကရွာရီရွာမှာဖုန်ကြီးတစ်ပါးကြောင်းနိုင်နေရာဒါရီနိုင်အကြောင်းကိစ္စဟူသည်မြ၎င်းဖုန်ကြီးကကြီး တရားဟောဓမ္မကတိကလုတ်နေရပြီသည်ဒီနေ့ဆုံးတရားနာတစ်ခုတွင်ဘုံကြီးက ဆိုင်ရာဆုံးတရားဟောကြားပြီးနောက်ဆုံးအဘိဓမ္မာတတ်ရာတွင်ကတလဓမ္မာအကတလဓမ္မာဟုအဘိဓမ္မာတတ်လေသည်ထိုတရားနာပရိသတ်တွေတွင် အတော်အတန်သိရှိနားလေသည့်လူတစ်ယောက်ကထားပြီးကိုရောအဘိဓမ္မာတတ်တာလွဲမားနေပြီတပည့်တော်ကြားဘူးတာကတော့ကုတလဓမ္မာအကုတလဓမ္မာဟုသာကြားဘူးပါသည်ဖရာဟုရှောက်ထားပြောဆိုလေသည်ဤတွင်တရားဟောဘုန်းကြီးသည် လူအများရှိတွင်လည်းဖြစ်၍ရှက်လဲရှက်လာသည်နှင့်ဟေးဒီကမင်းဘာနားလဲလို့လဲငါရွတ်တာအမှန်ပဲကွာငါအထောက်ထားပြရမလားဟုဒေါသတကြီးမေးတော်သည် တကားလေအတော်တန်တိပြီးဖြစ်၍ကိုတော်မှားကိုမှားနေတာအထောက်ထားရှိရင်ပြစမ်းမဟုရှောက်လေသည်ဘုံကြီးသည်ចောင်းကပေတော့ကိုထုတ်ပြလေသည်ပေစာတော့မှာပိုးရွချဘုံတွေကြိုက်ထား၍ အချို့နေရာများတွင်စုပ်ပြဲနေသည်ဘုံကြီးယူပြသည် ပေတော့မှာကုသလာဓမ္မအကုအကုသလာဓမ္မဟုသောစာသားအမှန်တွင်ပိုးရခြာပိုးများကြိုက်ထား၍ကုတွင်မှာ တခြားငွေနေမရှိတော့ဘဲကတလာဓမ္မအကတလာဓမ္မဟုသာရှိတော်သည်ကိုတော်တို့လည်းတရားဟောဘုံကြီးတခြားငွေပြုတ်နေတယ်လို့လည်းဖြစ်နေကြအောင်မယ်ဟုဗမောဆရာတော်ကပြောလိုက်ရာ သူတို့မှာဇရပေါ်ရှိကိုတော်များမှာများစွာရီမောပြီး တတော်တော်ဖြစ်နေကြတော်သည်ဟုတ်ကဲ့ပါဈိုင်းစရာဦးကျော်ဦးရေးသားပြုစုထားတဲ့ဗမော်စရာတော်ရဲ့ဟာသရသကဗျာများနဲ့ဥပမာ ပုံပြဝတ္ထုများစာအုပ်ကိုအပိုင်းတစ်စိမ်အနေနဲ့ကျွန်တော်ຫນွေလင်းရံဖတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်လာမယ့်အပိုင်းတွေကိုဆက်လက်ဆောင်မြော်ရင်းနားဆင်အားပေးကြတဲ့ဂျောင်းနီပြိသက်တယောက်ချင်းစီတိုင်းစိတ်ရှိကြံကိုမှတွေ့လို့ အိတ်စစ်တန်လိုရာပြည့်ကြပါစေကျေးဇူးတင်ပါတယ်